လောကမှာလူတိုင်းလူတိုင်းတော့စိတ်ရှိကြတာပဲသို့သောလူတိုင်းရဲ့စိတ်ထားဟာမြင့်မြတ်သလားလို့ဆိုရင်မမြင့်မြတ်ဘူးကိုယ့်ကိုဆန်းစစ်ကြည့်ရမယ်တာစိတ်ထားမြင့်မြတ်တယ်ဆိုတာဘယ်လိုဟာမျိုးမှစိတ်ထားမြင့်မြတ်တာလဲဒုတိယတွေဟာစိတ်ထားမြင့်မြတ်မှုရှိကြရဲ့လား ကိုယ်ကိုစသစ်ပြီးတော့ချိန်စိတ်ဆိုတာတော့လူတိုင်းမှာပဲရှိတယ်ထိုစိတ်နေသဘောဓာတ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဟာတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်မှသာလင်စိတ်သဘောဓာတ်ကလည်းမြင့်မြတ်တယ်တဲ့ပုဂ္ဂိုလ်မြင့်မြတ်တယ်ဆိုတာစိတ်ဓာတ်မြင့်မြတ်လို့ပုဂ္ဂိုလ်လည်းပဲမြင့်မြတ်တယ်လို့ခေါ်တာစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာမြင့်မြတ်တဲ့စိတ်ထားရှိလို့စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရှိတယ် အဲ့တော့မြင့်မြတ်တဲ့စိတ်ထားဆိုတာဘယ်လိုဟာတွေလဲဘယ်လိုအရေးချင်းနေလဲဆိုတာသိရှိနားလည်ဖို့လိုတယ်ပေါ့။တမန်အားဖြင့်ပြောမယ်ဆိုရင်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဟာအရိယသူတော်စင်ရဲ့စိတ်ဓာတ်ဟာလွန်မြင့်မြတ်တယ်လို့ပြောရအောင်။အကြံပြင်းအားဖြင့်ပြောမယ်အရိယမဟုတ်ဘူးတမန်ပုဂ္ဂိုလ်တွေထဲမှာဘယ်လိုပုဂ္ဂိုလ်ဟာစိတ်ထားမြင့်မြတ်တယ်လဲလို့ဆိုလို့ရှိရင် သူတော်ဘာရဲ့ပြက်လို့ရပျက်စီးချောင်းမကြံစီပဲနဲ့အများကောင်းရကောင်းချောင်းကိုကြံစီလှုပ်ဆောင်တဲ့ပုံကိုယ်တွေဟာစိတ်ထားမြမြန်သူလို့ဒီလိုခေါ်နေနောက်တစ်ခုအပြင်ပြောမယ်ဆိုလို့ရှိရင်အဂတိ၄ပါးမလိုက်စားတဲ့ပုဂ္ဂိုလ်လည်းပဲစိတ်ထားမြင့်မြတ်တယ်လို့ပြောရအောင်